တော်ရမိတ်ဆွေတနင်္လာသားသမီးများတွေအခုဖြတ်သန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလားတာနဲ့ပတ်သက်တဲ့ကကြမအခြေအနေများကိုဟောပြောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအဲဒီလိုဟောပြောပေးတဲ့အခါမှာအလောက်ကိုင်းနောက်ငွေကြီးနောက်ကျမ်းမာရေးလူမှုရေးပညာရေးဘာသာရေးခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စအဲနောက်တစ်ခုကရန်အတိုက်အခိုက်ရှိမရှိအစသဖြင့်ပေါ့နော်ပြည့်ပြည့်စုံစုံလေးတွေကျွန်တော်ဒါတဲရော့ကတ်လေးတွေနဲ့တက်ခတ်ချင်းကြည့်ပြီးတော့ ဟောပြောပေးမှာပဲဖြစ်ပါတယ်။တနင်္လာသားသီးများအတွက်ပမာဦးဆုံးအလုံးကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်စပြီးတော့ကြည့်ပေးလိုက်ပါပြီ။လုပ်ငန်းကိုင်းငန်းပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေနိုင်မဲ့လာတက်လာပဲလို့တွေးရပါတယ်။အဲ့တော့ဒီလာပိုင်းအတွက်မှာအလုံးကိုင်းနဲ့ပတ်သက်တဲ့အပြောင်းလဲတွေကြုံတွေ့လာရနိုင်ပါတယ်။အဲ့လိုအပြောင်းလဲတွေဖြစ်လာခဲ့မယ်ဆိုရင်လည်းပဲအဲ့ဒါကကောင်းသောပြောင်းလဲခြင်းတွေလို့ပြောလို့ရပါတယ်။နောက်အဲ့လိုပဲအလုံးမှာအပြောင်းလဲတွေမရှိခဲ့ရင်တောင်မှပဲ ိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လုပ်ငန်းကိုင်ငန်းပိုင်းနေနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လို့လာနိုင်မယ်လားတလားလို့တွေးရပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးတော့ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ကြည့်ပေးပါမယ်။ငွေကြေးပိုင်းမှာတော့နှစ်နာဆုံးရှုံးမှုတွေများတတ်ပါလေ။အဲ့တော့လိုအပ်လို့မလို့သုံးလိုက်ပြုလိုက်ရတာမျိုးမဟုတ်ဘဲနဲ့မလိုအပ်ဘဲနဲ့အလဟသထွက်သွားတာတို့နော်။အဲငွေကြေးတွေဆုံးရှုံးသွားတာတို့နှစ်နာသွားတာတို့စတဲ့အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ error တွေတက်တတ်ပါတယ်ဒါမှမဟုတ်တင်းလာသားများကဒီ setup လာပိုင်းမှာငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးတွေကိုတော့ဂယူဆိုင်ပါလို့ကျွန်တော်အနေနဲ့မှာကြားလို့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျမကြီးနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပါမယ် ကျမ်းမာရေးညံ့တတ်ပါတယ်ကိုရိုင်းတော်၎င်းမိသားစုမှာတော်၎င်းကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေတွေအញ្ញံတွေပေါ်ပေါက်တတ်ပါတယ်အဲ့တော့နေထိုင်မကောင်းဖြစ်တတ်ပါတယ်ကျမ်းမာရေးခြူချတတ်ပါတယ်ဂယုဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာဆက်လက်ပြီးတော့လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဟောပြောပေးပါမယ်လူမှုရေးပိုင်းမှာတော့အဝေးကလူတွေနဲ့ပို့ပြီးတော့အဆင်ပြေတတ်ပါတယ်အဝေးကမိကောင်းဆွေကောင်းတွေရဲ့အကူအညီကောင်းတွေကိုပို့မှုပြီးတော့ရရှိစေတတ်တယ်ဆိုတာကိုတွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးက ံ။နောက်ဘာသာရေးကံကိုကြည့်တဲ့အခါမှာလည်းပဲအကောင်းနမိတ်ကို တွေးရတာကြောင့်ပညာရေးပိုင်းတို့ဘာသာရေးပိုင်းတို့မဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတင်လာသားသမီးများအနေနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စလေးကိုကြည့်တဲ့အခါမှာတော့ခရီးသွားလာလှုပ်ရှားမှုလေးတွေမှာအစင်မပြေတာမျိုးလေးတွေအထင်မောအခက်ခဲကြုံရတာမျိုးလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။ဒါမို့သွားလာလာတာအဲလှုပ်ရှားတဲ့နေရာလေးတွေမှာဂယုစိုက်ပါလို့မှာကြလို့ပါတယ်။ဆက်လက်ပြီးတော့ရန်အတိုက်အခိုက်နဲ့ပတ်သက် တဲ့အခြေအနေကိုကြည့်ပြပါမယ်။ရှိပါတယ်။ဒီအချိန်ကာလအတွင်းမှာတအူးထက်ပိုတဲ့သူတွေရဲ့အနှောင့်အယှက်လေးတွေတောင်မှပဲကြုံလာရနိုင်ပါတယ်။အဲ့တော့ကိုယ်ကတအားကြီးထိခိုက်စေနိုင်တဲ့အခြေအနေမျိုးတွေမဟုတ်ခဲ့ရင်တောင်မှပဲအာယုံနောက်เสียရတဲ့စိတ်ရှုပ်เสียရတဲ့ကြုံရတတ်ပါလေဒါမလို့ရံအတိုက်ခိုက်မကင်းပါဘူးပြဿနာမကင်းဘူးလို့မှာကျင်ပါတယ်ခင်ဗျာဒါတင်လာသားသမီးများအတွက်ပထမဒါတေရော့ကတ်တွေကိုကြည့်ပြီးတော့စုံစုံလင်းလင်းလေးကျွန်တော်ဟောပေးတာပါ တင်းလာသားကြီးများကအခုတည်ရောက်နေတဲ့နိုဝင်ဘာလတလတာကာလတွင်မှာရံဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းအထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်အဲ့လိုပဲကြီးကြီးမားမားလုပ်ငန်းဆောင်တာကိစ္စရပ်တွေကိုစတင်စီစဉ်ဆောင်ရွက်ပြတာမျိုးတွေကြုံရပါလိမ့်မယ်။နောက်အဲ့လိုပဲဒီချိန်ကာလတွင်မှာအခက်အခဲတွေကိုပေါ့နော်တော်တော်များများကို ဖြတ်ကျော်ပြီးတော့တိုးတက်အောင်မြင်နိုင်တဲ့ ကန့်ခွင်လန်းကောင်းတွေပေါ်ပေါက်လာနိုင်လိမ့်မယ်လို့တွေးရပါတယ်အဲ့တော့ရေရာအနေနဲ့ဘာလို့သိမှတလဲဆိုလို့ရှိရင်ခยีသွားတဲ့သူကိုကိုတတ်နိုင်သလောက်ခยีစရိတ်အလှူဒန်းကူညီပေးပါလို့ရရလေးလေးပေးလိုက်ရပါတယ်အဲ့တော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်